မလေးရှားပြည်ရဲ့ဝင်ထားတာတိုက်ရိုက်တာဝန်ပေးတယ်ပြောတယ်။အဲဒါဒီဗီဇာကိစ္စကျွန်တော်တို့ကတူအောင်များလို့ပြောကျွန်တော်တို့ကပေါင်းစုံချင်းဖြစ်တယ်။နောက်ဆုံးမေးကြည့်တော့ပေးတာသူ့တိုက်ရိုက်ပေးတာမဟုတ်ဘူးကျွန်တော်ပြတာ။မလေးရှားနိုင်ငံကိုသွားရောက်အလုပ်လုပ်ကြမယ့်သူတွေနဲ့လေပတ်သူတွေအတွက်တန်ယုံဗီဇာကြီး6ဒေါ်လာပေးဆောင်ရကနေမလေးရှားအစိုးရကဗီဇာကြီးကောက်ခံမှုတွေအတွက်တာဝန်လွှဲပေးလိုက်တဲ့ One Stop Service OSC က system charges အဖြစ် 26ဒေါ်လာနဲ့ service charges အဖြစ်25ဒေါ်လာအပါအဝင် visa ကျေးရိုးအတွက်စုစုပေါင်း58ဒေါ်လာကောက်ခံခြင်းဟာမလေးရှားနိုင်ငံကိုသွားရောက်အလုပ်လုပ်ကြမယ့်သူတွေအတွက်တော့အခက်အခဲတစ်ခုပဲဖြစ်ပါတယ်။ပြည်ပအလုပ်ကိုင်းရှာဖွေရေး agency တစ်ခုအနေနဲ့ OSC အပေါ်ပေးရမယ့်50ဒေါ်လာက agency တွေအပေါ်လဝက်ကြီးအုပ်ပြီးခေါင်းမုံဖြတ်ထားတဲ့ကိစ္စဖြစ်လို့လက်မခံနိုင်တာကြောင့် ဝင်ကြီးဌာနကိုတင်ပြထားတယ်လို့ဦးကျော်ရှင်ကဆိုပါတယ်။ဒီလိုနှုံးထားအတိုင်း OSC ကိုပေးဆောင်ရရင် မလေးရှားနိုင်ငံကိုသွားရောက်အလုပ်လုပ်မဲ့အလုပ်သမားတွေအတွက်ဘလို့နစ်နာမှုတွေရှိလာနိုင်လဲ။ ဒီ OSC မလိုဘူး။ဒါကြောင့်လဲသူ့ရဲ့ဝင်ဆောင်မှုကလည်းထီထီရောက်ရောက်မရှိဘူးလေ။ထီထီရောက်မရှိဘဲနဲ့သူကဒီ50ချက်ကြီးကိုယူပြီးတော့အကူရိုးစီကနေပြီးတော့ဒါလဝကြီးအုပ်တယ်။ဘယ်လိုပြောမလဲဆိုအကူရိုး agency တွေပေါ်ကနေပြီးတော့ခေါင်းပုံဖြတ်သွားတာ။မလေးရှား agent ကတထေးပေးခိုင်းအဲ့တထေးကအလုသမားကြီးပြန်ဖြတ်အောင်မှာပြန်ယူမှာပဲလေ။ तू ပေးထားတော့ तू ပေးထားတဲ့အတွက် तू ပြန်ယူမှာနောက်ဆုံးအလုသမားဝင်မဲသွားပြီ။အဓိကဒီအလုသမားဝင်မဲသွားပြီ။ OSC ကကောက်ခံတဲ့နှုံထများပြမှုအတွက် ှစ်နိုင်ငံကြည်ကြည်ရေးမပြတ်အောင်တန်တမန်နီးနဲ့ဆက်လက်အဖြေရှာမှာမို့ဝေဖန်နေသူတွေအနေနဲ့ဖြည့်ရှင်းမှုတွေကိုခဏစောင့်ကြည့်ပါလို့ဆိုလာသူကဦးမင်းလှိုင်ပါဗီဇာဖိက6ဒေါ်လာပိုကြီးက50ဒေါ်လာဆိုတော့ကျွန်တော်အားလုံးကဒီကိစ္စကိုတော်တော်လေးပေါ်လွှတ်ရိုက်နေပါတယ်လူရီယာမိမိဆန္ဒတခုတည်းရှေ့တန်းမတင်မဲ့နဲ့ကျွန်တော်တို့နှစ်နိုင်ငံချင်းချင်းမပြတ်အောင်အာဆီယံနိုင်ငံချင်း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 မပြတ်အောင်နောက်တစ်ချက်ကကျွန်တော်တို့ တဏမာနီးနဲ့ဖြည့်ရှင်းတာလေးကိုခိတ္တတိခံပြီးတော့စောင့်ဆိုင်စီကြပါလေအဲ့ပုံမှာမှကျွန်တော်တို့မိမိဆန္ဒကိုထုတ်ပြောသင့်ပါတယ်အခုအချိန်ဆော့သေးတယ်လို့ထင်ပါတယ်ဗျတန်တမန်နီးလန့်နဲ့ဖြည့်ရှင်းဖို့ပထမဆုံးအနေနဲ့သက်ဆိုင်ရာအလုသမားဝင်ကြီးဌာနတွေကိုဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေတင်ပြထားပြီးနှစ်နိုင်ငံနိုင်ငံသား၏ဝင်ကြီးဌာနဆိုင်ရာတွေကနေတဆင့်ပြည်လဲအောင်ဖြည့်ရှင်းဖို့တောင်းဆိုထားတယ်လို့ဦးကျော်ထင်ကျော်ကဆိုပါတယ်မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံတစ်ခုတည်းကို58ဒေါ်လာတိုးမြင့်ကောက်ခံတာဟာအနိုင်ကျင့်မှုတစ်ခုလို့လဲဦးကျော်ထင်ကျော်ကယူဆခဲ့ပါဗျ။ ဝိညာဏအားဖြင့်ဆင့်တရားကိုအများဆုံးဖြစ်အောင်လည်းသူတို့လုပ်ပေးမယ်။နောက်ကျွန်တော်တို့ရဲ့လိုအပ်တဲ့စာရေးစာရနေပေါ့နော်။ကျွန်တော်ရဲ့အခက်အခဲတွေအားလုံးသူတို့တင်ပြတဲ့အခါမှာသူတို့နိုင်ငံရေးဝိညာဏညှိနှိုင်းမယ်။နိုင်ငံရေးဝိညာဏတစ်ဆင့်ဘုဘနိုင်ငံရေးဝိညာဏကိုသူတို့ညှိနှိုင်းပြီးတော့တရားကိုပြန်ပြန်သုံးသပ်ပေးဖို့လုပ်ပါပေါ့နော်။ဒါသူများနိုင်ငံရေးနိုင်ငံရေးနိုင်ငံရေးမူဝါဒကိုတော့ကျွန်တော်ကမဆွတ်ခတ်ခြင်းဘူး။သို့တော်လည်းကိုယ့်တိုင်နိုင်ငံတော့ကျင့်သုံးတာမျိုးဆိုတော့ဒါမဖြစ်သင့်တဲ့အလုပ်ပြ။ပုဂ္ဂလိကအနေနဲ့ပြောရရင်တော့ဒါကတော့ကျွန်တော်တို့တသက်ဟိုနိုင်ကျင့်တယ်လို့ခံစားရတယ်။